ဘိုင်ယန်မြူနစ်တက်စစ်မှုဟာရီကိန်းကခြေချင်းဝက်တန်ရရှိထားပေမဲ့လာမယ့်နိုင်ငံကပွဲစဉ်တွေမှာအင်္ဂလန်လက်ရွေးစင်အသင်းတွေဝင်ရောက်ကစားမယ်လို့ပြောဆိုခဲ့ပါတယ်။ဟာရီကိန်းကစနေနေ့ညကဖရန့်ဖတ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာဖရန့်ဖတ်အသင်းရဲ့ကိုယ်သမားနဲ့ထိခိုက်မိခဲ့ပြီးဒဏ်ရာရရှိခဲ့ကပွဲချိန်85မိနစ်မှာနီကိုလက်ဂျက်ဆင်နဲ့လူစားလေးခဲ့ရပါတယ်။ဒါကြောင့်အင်္ဂလန်အသင်းမှာကစားနိုင်မလားလို့မီးတဲ့မိကုန်းနဲ့ပတ်သက်ပြီးဟာရီကိန်းကကျွန်တော်တနက်လာနေအဲ့ဒီမှာရှိမှာပါကျွန်တော်အဆင်ပြေပါတယ်အယူသာထိခဲ့တာပါပြီးခဲ့တဲ့ရက်သက်တပတ်အနည်းငယ်ကလည်းအဲ့ဒီလိုထိခဲ့မိပြီးပြန်ကောင်းလာခဲ့တယ် အခုထိဒီနေရာကိုပဲပြန်ထိခိုက်မိခဲ့တာပါရန်နေငယ်လောက်ဆိုရင် ပြန်ကောင်းလာမှာပါလို့ဟာရီကင်းကပြောကြားခဲ့ပါတယ်ဒါအပြင်ပွဲပြီးမှအဝေးကွင်းကိုလိုက်ပါအားပေးတဲ့အသင်းပေးသတွေရှိအောင်မဲခံရမှာလဲဟာရီကင်းကညာဘက်ခြေတော့ရေခဲကထားပေမဲ့ခုံပေါ်အောက်ပွဲခံခဲ့ပါတယ်ဖရမန်နဲ့ပွဲမှာတကူထပ်သွင်းနိုင်ခဲ့တဲ့ဟာရီကင်းဟာဘွန်ဒလီကာယာတီအဖွင့်6ပွဲမှာ7ကိုသွင်းယူနိုင်တဲ့ပထမဆုံးသတ္တမအဖြစ်မှတ်တမ်းတင်ရည်ထိုးခဲ့ပါတယ်ဒါပြင်အခုယာတီပြိုင်ပွဲစုံ7ပွဲမှာလဲသွင်းမှုအရေအတွက်က18ကိုထိရှိလာခဲ့ပါတယ်